ားလုံးမင်္ဂလာပါ Let's Talk the News Channel ကနေကြိုဆိုလိုက်ပါရစေ။ဂုံတွေရေးစစ်ပွဲရေးထိုင်ဝမ်ရေးမြေရှားရေး New လက်နက်အရေးစတဲ့အရေးပေါင်းများစွာနဲ့တူတင်းမာမှုတွေရှိနေတဲ့ကြားကကမ္ဘာပါဝါနှစ်နိုင်ငံကခေါင်းဆောင်နှစ်ယောက်တွေ့ဆုံမှုကိုတကမ္ဘာလုံးကစောင့်ကြည့်ခဲ့ကြပါရစေ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့ဟာတောင်ကိုရီးယားနိုင်ငံဘူဆန်မြို့ကနိုင်ငံတကာလေဆိပ်ထဲမှာတွေ့ဆုံခဲ့ကြတာပါ။ ဒီတွေ့ဆုံမှုဟာလွန်ခဲ့တဲ့6နှစ်2019ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ပါတယ်။ဒီဆွေးနွေးပွဲကိုဘယ်သူတွေတက်ရောက်ခဲ့ကြပါသလဲကြည့်လိုက်ကြအောင်။အမေရိကန်ဘက်ကတော့ထရန့်ဟာနိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုအမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ဂျေမီစင်ကိုရီယာဗန်နာရေးဝန်ကြီးစကော့ဘန်ဆမ်ကုန်သွယ်ရေးဝန်ကြီးဟောင်းဝက်လူနစ်အင်ဖီဒိုယာကြီးချုပ်ဆူစီဝီးစ်နဲ့တရုတ်နိုင်ငံဆိုင်ရာအမေရိကန်သံတမန်ဒေးဗစ်ပါတူးတို့ကို ခေါ်လာပါတယ်။ ဒီဘက်ကတော့ရှီနေတူကွန်မြူနတီပါတီမှာရာထူးကြီးဆုံးတွေတဲ့၅ယောက်မြောက်ဖြစ်တဲ့အရာရှိချုပ်ဂိုင်ကြီးနိုင်ငံရေးဝန်ကြီးဝမ်ယီဒုတိယနိုင်ငံရေးဝန်ကြီးမာချောင်းစုဒုတိယဝန်ကြီးချုပ်ဟေးလီဖန်ကုန်သွယ်ရေးဝန်ကြီးဝမ်ဝမ်တောင်းနဲ့မြို့သားတုတ်တက်ရေးနဲ့ပြည်ပြန်ပြောင်းလဲရေးကော်မရှင်ဥက္ကဋ္ဌဂျမ်ဆန်ဂျေရိုတက်ရောက်ခဲ့ကြပါတယ်ဒီဆွေးနွေးပွဲဟာထင်တာတာထက်အနည်းငယ်ပိုကြာခဲ့ပြီးတနအီနဲ့မိနစ်40ကျော်ကြာခဲ့ပါတယ်ဆွေးနွေးမတိုင်ခင်မိနစ်ပိုင်းအလိုမှာပဲဒေါ်နယ်ထရန့်ဟာကမ္ဘာကြီးကိုတက်လှမ်းလိုက်သလို 33နှစ်ကြာရပ်တန့်ထားတဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုတွေကိုချက်ချင်းပြန်စားဖို့အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ကိုညွှန်ကြားလိုက်ပါတယ်။ဒါဟာတရုတ်ကနျူကလ িয়ার ပိုင်ဆိုင်မှုကိုမြန်မြန်ဆန်ဆန်တိုးချဲ့လာနိုင်တာနဲ့ရုရှားကလည်းနျူကလ িয়ার စွမ်းအင်သုံး Cruise တုံးကြီးနဲ့နျူကလ িয়ার စွမ်းအင်သုံး Torpedo တွေကိုအောင်မြင်စွာစမ်းသပ်နိုင်ခဲ့တာတွေကြောင့်ဖြစ်ပါတယ်။ဝါရှင်တန်ခြေစားရဲ့မဟာဗျူဟာနဲ့နိုင်ငံတကာလေးလာရေးစင်တာ CSIS ရဲ့အဆိုအရ တရုတ်ဟာ2020မှာနျူကလ িয়ার လက်နက်အလုံး300ရှိရာကနေ2025မှာခန့်မှန်းခြေအလုံး600ကျော်ထိနှစ်ဆကျော်တိုးတက်လာတယ်လို့သိရပါတယ်။အမေရိကန်စစ်ဘက်ရရှိတွေကတော့တရုတ်ဟာ2030ပြည့်နှစ်ရောက်ရင်နျူကလ িয়ার လက်နက်1000ကျော်ရှိလာမယ်လို့ခန့်မှန်းထားကြောင်း CSIS ကပြောပါရယ်။စတင်မာလာကဂျင်မာကရဲအောင်ပွဲနှစ်စီးပြပွဲမှာလည်းအမေရိကန်ပြည်မကြီးအထိရောက်နိုင်တဲ့နျူကလ িয়ার စွမ်းရည်5မျိုးကိုဖော်ထုတ်ပြသခဲ့တယ်လို့ဆိုပါရယ်။ ။လက်နက်ထိတ်ချုပ်ရေးသင်း DM Control Association ကအမေရိကန်မှာနျူကလ িয়ার ထိတ်ဖူး9225လုံးရှိပြီးရုရှားမှာ9580လုံးရှိတယ်လို့ပြောပါရယ်။ပူတင်ကဘော်ရူနေမှာ sorry ပူတင်ကတော့ဘော်ရူနေမှာပိုဆေဒမ်နျူကလ িয়ার စွမ်းအင်သုံး Super Torpedo ကိုရုရှားကအောင်မြင်စွာဆန်းသတ်ပြီးပြီလို့ပြောထားပါရယ်။စီယုံတုံးတဲ့လေးလာသူတွေကတော့ဒီတော်ပီဒိုဟာကြီးမားတဲ့ရေဒီယိုတတ်တူကြွအီလန်းတွေဖန်တီးပြီးကန်နဲဒေတာတွေကိုဖျက်ဆီးနိုင်စွာရှိတယ်လို့ဆိုပါရယ်။ လနဲ့ထင်းချုံရေးတင်ရဲ့ဒါရိုက်တာဒါရစ်ကင်ဘဲကတော့နီဘာရာပြည်နယ်ကအစမ်းသက်ရေးနေရာဟောင်းမှာမြေအောက်ကနျူကလ িয়ার စမ်းသပ်မှုတွေကိုပြန်ဆဖို့အမေရိကန်အနေနဲ့အနည်းဆုံး36လကြာလိမ့်မယ်လို့ပြောပါရယ်ထရန့်ကသတင်းချက်လက်လွှဲနေတာခင်းနောက်ကျနေတာပဲ1992ခုနှစ်နောက်ပိုင်းမှာပထမဆုံးအကြိမ်ဖြစ်နျူကလ িয়ার ပောက်ကွဲမှုစမ်းသပ်တာကိုပြန်ဆဖို့အမေရိကန်မှာနှီးပညာစစ်ရေးဒါမှမဟုတ်နိုင်ငံရေးရဘာအကြောင်းပြချက်မှမရှိဘူးလို့ကင်ဘဲက X ကနေပြောပါရယ် ထရန့်ရဲ့ကြေညာချက်ဟာအမေရိကန်ရဲ့ရန်ပတ်တွေချာမှာနျူကလ িয়ার ဆန်းသတ်မှုစင်ကဲတုံ့ပြန်မှုတွေဖြစ်လာစေနိုင်ပြီးနျူကလ িয়ার ပြန်ပွားမှုတားဆီးရေးစာချုပ်ကိုလည်းဖျက်ဆီးပစ်နိုင်တယ်လို့လည်းခင်ဘဲကပြောပါရယ်။ဒါဒီနေ့ထရန့်ရှိဆွေးနွေးပွဲမစခင်ထရန့်မှုေးလိုက်တဲ့အမိအကြောင်းဖြစ်ပါရယ်။အစည်းအဝေးအကြောင်းနဲ့ဆက်လိုက်ရရင်ဆွေးနွေးပွဲမတိုင်ခင်လက်ဆွဲနှုတ်ဆက်ချိန်တုန်းကတော့ခေါင်းဆောင်တွေကနှစ်တွေကြာပြီးမှအခုလိုပြန်တွေ့ကြရတဲ့အတွက်ဝမ်းသာတဲ့အကြောင်းပြန်လည်ပြောဆိုခဲ့ကြပါရယ်။ချီချင်းမြင့်ကထရန့်ရဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကိုချီးကျူးလိုက်ပြီး အတူညီတဲ့နိုင်ငံတွေရဲ့အနေအထားကြောင့်အမြဲတမ်းသဘောထားအမြင်မတူနိုင်တာသဘာဝကျကြောင်းတခါတရံပွတ်တိုက်မှုတွေရှိနိုင်ကြောင်းပြောသွားခဲ့ပါတယ်။နှစ်နိုင်နီးပါးလောက်ကြာမြင့်ခဲ့တဲ့အဲ့ဒီဆွေးနွေးပွဲပြီးသတင်းတော်တွေဟာကမ္ဘာကောင်းဆောင်နှစ်ယောက်စီကတခုခု ထုတ်ပြောလာဖို့မျှော်လင့်ခဲ့ကြပါပဲ။နှစ်ဦးစလုံးကခီးဆက်ရေးကိုပဲဦးစားပေးခဲ့ကြပါတယ်။ထရန့်ကအမေရိကကို ပြန်ဖို့သူ့ရဲ့ F1 လေယာဉ်ကြီးစီချက်ချင်းစိုးစိုးလိုတက်ရောက်သွားသလိုရှီကလည်းတောင်ကိုရီးယားမှာကျင်းပနေတဲ့ပူဆန်စည်းဝေးကိုဆက်တက်ဖို့ထွက်ခွာသွားခဲ့ပါတယ်။ အဲ့ဒီနောက် F1 လေယာဉ်ပေါ်မှာပါလာတဲ့သတင်းနောက်တွေကို Trump ကလက်ခံတွစ်ဆုံခဲ့ပြီး Trump ဘက်ကနေဆွေးနွေးပွဲတွေကသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။တမန်တော် Trump ကသူ့ရဲ့စီးတော်ယာဉ် F1 လေယာဉ်ကြီးပေါ်ပြန်ရောက်ချိန်မှာမြေရှားထိုင်ဝမ်နဲ့တရုတ်ခီးစင်တွေကြောင်းထုတ်ပြောလာပါတယ်။အဲ့ဒီလာမဲ့ EV မှာ Trump ကတရုတ်ကိုတောင်းမယ်လို့ပြောပါတယ်။အဲ့ဒီနောက်မကြာခင်မှာပဲတရုတ်သမ္မတရှီကျင်းဖြင့်လည်း American ပြည်ထောင်စုကိုလာဖို့ရှိပြီး Washington DC ဒါမှမဟုတ် Florida ပြည်နယ်က Palm Beach မှာစုံကြမယ်လို့ Trump ကပြောပါတယ်။ ။နောက်ပြီးဆွေးနွေးပွဲရလနဲ့ပတ်သက်ပြီးတရင်နောက်တွေကမင်းများကြည်မှာတော့အောင်မြင်တယ်လို့ပြောပါရတယ်။တရင်နောက်တွေကဒီနေ့မနက်ဆွေးနွေးပွဲရလအောင်မြင်မှုကိုတစ်ကနေ30အထိအဆင့်တက်မှတ်မယ်ဆိုရင်ဘယ်အဆင့်မှာရှိနေမလဲလို့မင်းများမှာတော့ထရန့်ကသူ့မူကျင်တိုင်းကွန်ပြီးတော့အဆင့်7နှစ်အထိတက်မှတ်ရင်30လောက်ရှိတယ်လို့ပြန်လည်ဖိကြားခဲ့ပါရ။ကျွန်တော်လှူထားနိုင်တဲ့ကြီးမားတဲ့အောင်မြင်မှုတွေကိုသူတို့ကလည်းဂုဏ်ပြုခဲ့တယ်လို့သူကပြောပါရယ်။ဒါပေမဲ့ဒီမနက်ဆွေးနွေးပွဲထဲမှာထိုင်ဝမ်အကြောင်းလုံးဝမပွားခဲ့ဘူးလို့ထရန့်ကထုတ်ပြောပါရယ်။ ဒီနေ့ဆွေးနွေးပွဲမတိုင်ခင်တုန်းကတော့ကိုပိုင်အုပ်ချုပ်တဲ့ထိုင်ဝမ်ရေးဟာအင်အားကြီးနှစ်နိုင်ငံဆွေးနွေးမှုမှာကပ်ပါသွားတဲ့ခေါင်းစဉ်တစ်ခုဖြစ်မှာကိုစိုးရင်စိတ်တွေရှိနေခဲ့ကြတာပါ။နောက်ထပ်အမေရိကန်တရုတ်ပြည်လည်မှုတစ်ခုကတော့မြေရှားတပ်တူကိစ္စဖြစ်ပါတယ်။ထရန့်ကမြေရှားတပ်တူကုံတွေနဲ့ပတ်သက်ပြီးဖြည့်ရှင်းနိုင်ပြီလို့ပြောပေမဲ့အသေးစိတ်ကိုတော့မပြောတော့ပါဘူး။မြေရှားတပ်တူတွေစီးဆင်းမှုအရေးဟာတရုတ်နဲ့အမေရိကန်ကြားရှင်ပြိုင်မှုရဲ့အဓိကတော့ချက်ဖြစ်နေတာပါ။ ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းမှာရင်ရှားတပ်တုတန့်စင်ရေလုပ်ငန်းစဉ်ကိုကျေးဥကချုပ်ခိုင်ထားပြီးမြေရှားတင်ပို့မှုနဲ့ပတ်သက်ပြီးထိန်းချုပ်ထားပါတယ်။မြေရှားတပ်တုနဲ့ပတ်သက်တာဖြစ်ရှင်းနိုင်ပြီဖြစ်ပါတယ်။ပြီးတော့တကဘာလုံးနဲ့ချင်းကြည့်ရင်ဒီရေကကဘာအရေးပါ။အမေရိကန်တနနိုင်ငံနဲ့တက်ဆိုင်တာမဟုတ်ပါဘူးလို့သူကသတင်းထုတ်တွေကိုပြောပါတယ်။ရုပ်စီကနေလမ်းပိတ်ဆို့မှုမရှိတော့ဘူးလို့လည်းထရန်ကထပ်လောင်းပြောကြားသွားပါတယ်။ထရန်ရှီတို့ရဲ့တောင်ကိုရီးယား အပတ်ထိပ်သီးစီဝေးဘီဗန်ဆွေးနွေးပွဲဟာကမ္ဘာရေးပေါ်အသိတာတဲ့တက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ဘလို့တက်ရောက်မှုတွေဖြစ်နိုင်ပါလဲကြည့်လိုက်ကြရအောင်။ဒီတွစ်ဆုံမှုရဲ့အဓိကရွေးချက်ကတော့ကမ္ဘာစီးပွားရေးအကြီးဆုံးနှစ်နိုင်ငံကြားမှာအကြသေးမီကပြင်းထန်လာတဲ့ကုန်သွယ်ရေးတင်းမာမှုများကိုရှော့ချဖို့ဖြစ်ပါတယ်။ဒါကြောင့်နံပါတ်၁အနေနဲ့ကမ္ဘာစီးပွားရေးနဲ့ကုန်သွယ်ရေးတည်ငြိမ်မှုအခြေအနေပေါ်တက်ရောက်မှုတွေရှိလာနိုင်ပါတယ်။နိုင်ငံခြားအခုဖြစ်နေတဲ့ကုန်သွယ်ရေးစစ်ပွဲ trade war ကိုပြေလျှော့ပေးနိုင်တဲ့မူပေါင်းသဘောညီတူညီချက်တွေရှိရှိလာနိုင်ခြင်းဟာ ကွာစီကွာရေးကိုအကြီးမားဆုံးတက်ရောက်မှုရှိစေနိုင်ပါတယ်။ဒါကြောင့်မဲသမရထရန့်ကတရုတ်တွင်းကုန်အပေါ်ချမှတ်ထားတဲ့ခွန်နှုံထားတရစ်တီကိုရှော့ချပေးပြီးတရုတ်ကအမေရိကန်ပဲပဇက် Swine Bins ကိုပြန်လည်ဝယ်ယူမှုစတင်ခြင်းနဲ့ဖန်တနိုင်းလို့ခေါ်တဲ့အမေရိကန်မှာဘေးအန္တရာယ်ကြီးမားနေတဲ့မူရစီဝါထုတ်လို့ရမှာတုံးတယ်။ဓာတ်ပစ္စည်းတွေစီးဆင်းမှုကိုထိန်းချုပ်ပေးဖို့သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။ ဒီဆွေးနွေးပွဲရလဒ်တွေကနေကမ္ဘာကုန်သွယ်ရေးလမ်းကြောင်း supply chain တွေပြန်လည်တည်ကျင်းလာပြီးစီးပွားရေးမတည်ငြိမ်မှုတွေအပေါ်စိုးရိမ်ပုံမှန်မှုကိုခေတ္တခဏပြီးရောအစီနိုင်ပါတယ်။နံပါတ်2ချက်ကတော့နိပညာနဲ့စည်ရေးရှင်ပြိုင်မှုအခြေအနေဖြစ်ပါတယ်။ဒီဘက်ကသူတို့ရဲ့ AI နဲ့ကာကွယ်ရေးလုပ်ငန်းတွေအတွက်ရေးပါတဲ့အဆင့်မြင့်စီမီကွန်ဒတာချစ်တွေအပေါ်အမေရိကန်ကချမှတ်ထားတဲ့ပို့ကုန်ကန့်သတ်ချက်တွေကိုဖြည့်လျှော့ပေးဖို့တောင်းဆိုနိုင်ပါတယ်။ တရားဝဆင်းမြင့်ဒီပညာထုတ်ကုန်တွေမှာမရှိမဖြစ်လိုအပ်တဲ့ရှားပါတတ်တူများပေါ်ပို့ကုန်ကန့်သက်ချက်တွေကိုတနည်းခန့်ရွှေ့ဆိုင်ပြဖို့သဘောတူညီမှုရခဲ့ပြီးဒါကကမ္ဘာနည်းပညာကဏ္ဍနဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်သူတွေအတွက်ကြီးမားတဲ့တည်ရမှုရှိစေနိုင်ပါတယ်။ဒီဆွေးနွေးပွဲပေါ်ကမ္ဘာအခက်ခတ်တွေနဲ့ကျွမ်းကျင်သူတွေရဲ့နိုင်ငံတကာသတင်းတွေမှာသုံးသပ်ပြောဆိုထားတာတွေပေါ်အခြေခံပြီး AD News ရဲ့ခြုံငုံသုံးသပ်ချက်ကတော့ဒီတွေ့ဆုံမှုဟာအမေရိကန်နဲ့တရုတ်တို့ကြားကုန်သွယ်တိမမှုကိုယာယီဖြေလျှော့ပေးခြင်းစီဥတီနေပေမဲ့ ထိုင်ဝမ်ဤပညာနဲ့စည်ရေးရှင်ပြိုင်မှုစားတဲ့အခြေခံမတူညီတဲ့အငင်းပွားပွဲရာတွေကိုတော့အပိတိုင်ဖြစ်ရှိနိုင်မှာမဟုတ်ပါဘူး။ကမ္ဘာနိုင်ငံတွေတွင်လည်းအမေရိကန်တရုတ်ဆက်ဆံရေးတည်ငြိမ်ခြင်းမတည်ငြိမ်ခြင်းနှမျိုးစလုံးအတွက်တည်ကြမှုဝါဒတွေချမှတ်ပြီးပြင်ဆင်ထားဖို့လိုမှာဖြစ်တယ်လို့သုံးသပ်ပြောကြရင်ကျွန်တော်ရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရန်နာလိုက်ချင်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်။ကျွန်တော်တို့ channel လေးကို subscribe လုပ်လိုက်လေးနှိပ်ပြီးသဘောထားမှတ်ချက်တွေဝင်ပေးသွားကြဖို့မြစ်တာရက်ခံအပ်ပါတယ်။ မြန်မာပြည်သူပြည်သားပေါင်းလူရင်စနားတွေပြည့်ဝပြီးကိုကျန်းမာစိတ်ချမ်းသာကြပါစေခင်ဗျာ